တကယ်ရာစုနှစ်တစ်ခုကိုတပိတော်တို့ရာပြည့်ကြုံဖို့ဆိုတဲ့အခြေအနေဟာအလုံးအင်မတန်မှကြုံတော့ကြုံခဲ့အခြေအနေကြီးဖြစ်ပါလေခင်ဗျာဒါကြောင့်အဲ့ဒီရာပြည့်ဝဲဟုတော့တပိတော်တို့ဖြစ်ကြတဲ့ဆန်လေ မကြော်ဖြတ်ချင်ပါဘူးတပိတော်တို့ရှင်ဘုရားတို့ကြုံခိုက်ရာပြည့်ကြုံနေတဲ့ခိုက်တက်မှာနောင်လာနောက်သားတွေအတွက်သမိုင်းမှတ်တမ်းတင်နိုင်အောင်တင်တော်ကြောင်းတက်ရဲ့ရာဇဝင်သမိုင်းတွေတင်တော်ကြောင်းတက်ရဲ့ဖြစ်ပျက်ခဲ့တဲ့သာသနာရေးဆိုင်ရာ တိုးတက်မှုတွေ ဒါတွေကိုတပြည့်တည်းတို့နောင်လာနောက်သားတွေအတွက်သမိုင်းမှတ်တမ်းခြံရင်းခဲ့လို့ပါတယ်ဗျာတို့ဖြစ်တဲ့အတွက်ကြောင့်အခုကြွလာတဲ့ဆရာတော်အားလုံးအနေနဲ့ရာပြည့်ပွဲအတွက်လည်းပဲမိမိတို့စွမ်းနေသလောက်တိန်တော်ကြောင်းတိုင်းနဲ့လည်းပတ်သက်ဒါကိုအတိအကထားပြီးတော့စာမူတွေပေးပို့ကြဖို့တပြည့်တော်ရှောက်ထားပါတယ်ဗျာအဲ့တော့သမိုင်းမော်ကွန်းစာအုပ်နဲ့ပတ်သက်ရင်ထုံးစံအတိုင်းကြပြား ကြောင်တိုင်းနဲ့ပတ်သက်တဲ့ကြပြာလင်္ကာယတုတေတတ်တွေဒါတွေရေးဖို့လို့ရပါတယ်ခင်ဗျာပြီးတော့ဆောင်းပါတမိုင်းနဲ့ဆက်ဆက်တဲ့ကြောင်တိုင်းနဲ့ဆက်ဆက်တဲ့ယတစာပေအနေနဲ့ essay ဝတ္ထုစသည်အဖြစ်အဲ့ဒီလိုမိမိတို့နှစ်သက်တဲ့အနေထားခေါင်းစဉ်မျိုးနဲ့ထဲထဲဝါဝါတပည့်တော်တမိုင်းမှတ်တမ်းတင်နိုင်အောင်ဒါလေးတွေကိုလည်းပဲအခုကလေးက ြိုတင်စဉ်းစားပြီးတော့အားလုံးဝိုင်းဝန်းတိုင်ပင်ညှိနှိုင်းပြီးတပည့်တော်လှုပ်ဆောင်သွားကြဖို့လည်းပဲပန်ကြားလျှောက်ထားပါတယ်ဗျာအဲ့တော့ဒီလိုရာပြည့်ဝဲနဲ့ပတ်သက်ပြီးအချိန်ပြီလည်းပဲတကယ်လို့ပင့်စားတွေပို့တာတွေအချိန်ပြီလုပ်ပါမယ်ဗျာအခုဒီအက္ခမပန္နကြပူဇော်ပွဲကတော့အချိန်တိုတွင်းမှာစီမံရတာလေတကြောင်ခေတ်ကာလအချိန်ဒီကြောင်းလေတကြောင်အဲ့တော့ ကျောင်းတိုက်မှာပညာရင်တို့တောက်ဆုသွားတဲ့အားလုံးကိုတပြည့်တော်မပင်းရှောက်နိုင်ခဲ့ပါဘူးခင်ဗျာကျန်တာတွေအများကြီးရှိပါသေးတယ်တပြည့်တော်ဒါတွေအခုပင့်တဲ့ဆရာတော်တွေကတော့ကျောင်းတိုက်နဲ့အများရန်အဆက်အသွယ်မပြတ်ဖြစ်တဲ့ပုံကိုယ်တွေကျန်တဲ့ပုံကိုယ်တွေလည်းမပြတ်ရှိတော့ရှိပါတယ်သို့တော်လည်းပဲအခြေအနေရတပြည့်တော်တို့ခြံထားခဲ့ရတဲ့တပြည့်တွေလည်းပဲရှိခဲ့ပါတယ်ခင်ဗျာဒါကြောင့်ယာပြေပွဲမှာတော့ ပင်းစာရသည်ဖြစ်စေမရသည်ဖြစ်စေတိန်တော်ကြောင်းတိုက်မှာပညာရင်တို့တောက်ဆုပ်ဘူးသွားတဲ့အားလုံးတော့တပည့်ကြီးငယ်များကိုကြွရောက်ကြဖို့လည်းပဲတခါလေအခုတည်းကရှောက်ထားပါတယ်ခင်ဗျာတပည့်ကြီးငယ်များစုပေါင်းပြီးတော့ယာပြေဝဲကြီးကိုစီစီကားကားခံခံနာနာတတ်တိုင်မြဲမြဲနဲ့တမိုင်းမှတ်တမ်းတင်နိုင်အောင်စ조사ကြဖို့လည်းပဲတပည့်တော်အားလုံးကိုပန်ကြားရှောက်ထားပါတယ်ခင်ဗျာ now တပည့်တော်ဆက်ပြီး လျှောက်ထားကျင်တာကတော့တိန်တောင်နဲ့ဆက်ဆက်ပြီးတော့အခုမေတ္တန္တနာဝိရဓမ္မရိတ်တာအဲ့ဒီမှာသရင်သုံးတိန်တောင်မှာလည်းသာသနာပြုကျေးဇူးပြုသွားတဲ့ဆရာတော်ဥသောပနဒီကျောင်းတိုက်ရဲ့မာနာယကစရုဋ္ဌမာနာယကတိုက်ချက်ခွန်ကြီးသူလွန်တော်မူတာလည်းပဲအခုဒီနေ့ဆိုရင်၄နှစ်ပြည့်ပါပြီဗျာလာမယ့်နှစ်ဝါဆိုလာပြည့်ကျော်၁၂ရက်ဆိုရင် ဆရာတော်ဥဒ္ဓမနလွန်တော်မူတာ၅နှစ်ပြည့်ပါပဲခင်ဗျာ။ဒါကြောင့်ဆရာတော်ဥဒ္ဓမနလွန်တော်မူတာ၅နှစ်ဆိုတော့ဆရာတော်ဥဒ္ဓမနနဲ့ဆက်ဆက်တဲ့တပည့်တွေအားလုံးရဲ့ရင်ထဲမှာပူပူနွေးနွေးအကြောင်းအရာတွေရှိနေသေးတယ်လို့တပည့်တို့ကျွန်တော်သုံးသပ်ပါတယ်ခင်ဗျာ။ဒါကြောင့်လာမယ့်နှစ်ဒုတိယဝါဆိုလာပြည့်ကျော်၁၂ရက်အဲ့ဒီနဲ့အနည်းဆုံးလကွယ်သို့မဟုတ်ဝါခေါင်လာပြည့် တရက်ရက်မှာတော့ဆရာတော်ဥသောပနလုံတော်မူတာ၅နှစ်ပြည့်အထိမ်းမှတ်ကိုဆရာတော်ဥသောပနစီမာစာသင်ခဲ့ဘူးတဲ့တပည့်မှန်တယ်ရုပ်လည်းပဲအဲ့ဒီပွဲကိုပင်လျှောက်ပါတယ်နောက်ပြီးတော့သူ့သမိုင်းကိုမပြောက်သွားစေခြင်းတဲ့အတွက်ကြောင့်အခုဒီလိုမော်ကွန်းလွာစာအုပ်သမိုင်းခြံခဲ့တယ်လို့ပဲဆရာတော်ဥသောပနရဲ့ဘဝတသက်တာနေခဲ့တဲ့တလျှောက်မှာ တိန်တော်ကျောင်းအပေါ်မှာရောသာသနာအပေါ်မှာရောမေတ္တန္တအပေါ်မှာရောသူ့ရဲ့ရဲရွာအပေါ်မှာရောတပည့်တွေအပေါ်မှာရောကျေးဇူးပြုခဲ့တဲ့သူ့ကျေးဇူးကုန်လေးတွေကိုတမိုင်းမှတ်တမ်းတင်ထားခြင်းနဲ့အတွက်ကြောင့်ဥသောပနနဲ့ပတ်သက်တဲ့မော်ကွန်းစာကိုလည်းမေတ္တန္တကနေတပည့်တော်တို့လာမယ့်နှစ်မှာမှတ်တမ်းတင်ထားဖို့ရည်ရွယ်ချက်ရှိပါတယ်ခင်ဗျာဒါကြောင့်ဥသောပနနဲ့ပတ်သက်ပြီးမိမိတို့ရဲ့စိတ်ထဲမှာ မမေ့နိုင်တဲ့အမှတ်တရများရှိခဲ့ရင်လည်းပဲစောင်းပါများရေးဖို့နိုင်ပါတယ်အထူးကကတော့တိန်တော်တစ်တရာပြေကတော့ပို့ပြီးသူကတော့တဘိုးရဲလာပြီးဆရာတော့ဗမာလူမွေးနေဆိုရင်ဆရာတော့လာပြီးကြောက်လာပြီးကြောက်9ရက်လာပြန်အင်္ဂလိပ်လိုဖေဖော်ဝါရီ28ရက်တဘိုးရဲတဘိုးရဲလာထဲမှာဖြစ်မှာပေါ့လေအဲ့တော့ကြံပြင်းအဖြစ်အဲ့တော့အဲ့ဒီကကျတော့ကျင်းပမဲ့ရက်လည်းပဲထပ်ပြီးတော့ အားလုံးကိုအကြောင်းကြားပါမယ်ဒီခေတ်ကတော့အကြောင်းကြားတာလွယ်ပါတယ်เนาะအင်တာနက်ဒီခေတ်ကြီးဆိုတော့အကြောင်းကြားတာလွယ်တဲ့အတွက်ကြောင့်အချိန်မီဒီလိုလိုအကြောင်းကြားပါမယ်ခင်ဗျာအဲ့တော့လာမယ့်နှစ်မှာစာဆောင်နှစ်ခုထုတ်ဖို့ရှိတဲ့အတွက်ကြောင့်စာပေပညာရှင်များစာပေဝါသနာလိုက်စားတဲ့ပုဂ္ဂိုလ်များဒါမှမဟုတ်ကိုခံစားတတ်သလိုကြောင်းတိုက်နေပဲဖြစ်ဖြစ်ဆရာတော်ဦးတော်ဟောနာလည်းပဲဖြစ်ဖြစ်မိမိတို့ရင်ထဲကရှိတဲ့ဟာကိုစလုံးစီပြီးတော့မှ စာရွက်ပေါ်တင်တမိုင်းမှတ်တမ်းနောက်လာနောက်သားသိရဖို့အတွက်ဒီလိုလေးလုပ်ဖို့တပည့်တော်များကြိုတင်စီမံထားတဲ့အကြောင်းရှောက်ထားအပ်ပါလေဗျာအဲ့တော့စောစောကဆရာတော်မိတ်ကတည်းကခုဆရာတော်ဦးဒေဇွန်တဒီဘက်ကဆရာတော်တာသနာဝန်တဆရာတော်ဒါတပည့်တော်တို့တပည့်တော်တို့လည်းပဲဒီအကြောင်းကို1300 40ခုနှစ်မှာရောက်ပါလေခင်ဗျာ အဲ့တော့ဆရာတော်ဒီเจ้าကိုရောက်ပြီးစာစာတဲ့စာစုတဲ့ဒီလိုတက်လာရင်ကနေ43ခုနှစ်မှာအငယ်တန်း44ခုနှစ်မှာလက်တန်း46ခု45ခုနှစ်မှာအကြီးတန်းဒီလိုအောင်ခဲ့ပါတယ်အဲ့ဒီခါမှာတပည့်တော်တို့ရဲ့ယေရှုရှင်ဆရာတော်တွေကဆောစောကတာသနာဝတ္တဆရာတော်မိတ်တို့ပဲဒီเจ้าတိုက်မှာဆရာတော်လက်အောက်မှာစာကြခွေးကြီးများအနေနဲ့ဆရာတော်ဥညာဏဆရာတော်ဥဒေသနာဆရာတော်ဥဓမ္မနန္ဒ ဆရာတော်ဥမ္မာနိကဆရာတော်ဥပညာသာရစတဲ့ဆရာတော်တွေဒီဆရာတော်တွေကဆောစောကသာသနာ့ဥဒ္ဒဆရာတော်မိတ်တို့အဲ့ဒီတုန်းကခေတ်ကာလကရှားပါပါတယ်ရှားပါပြီပဲမိလုံးလေးတွေဆိုရင်ဒီလိုညဆိုရင်နေကျင့်ကျင့်လေးပဲမိလည်းပဲည9နာရီဆိုရင်နေရမရှိတော့ဘူးလာရင်လည်းပဲခန်းကျင်သီးလုံးတော့ပဲလင်းတာပါအဲ့ဒီတုန်းကတော့ တတော်ရှားပါတဲ့ခေတ်ခါကာလအဲ့ဒီလိုခေတ်ခါကာလမျိုးမှာစာချဆရာတော်တွေဟာစီစီလုံးလုံးနဲ့တပည့်တော်တို့တပည့်တွေပေါ်မှာစေနာတရာမေတ္တာတွေကြီးမားစွာနဲ့တပည့်တော်တို့ကိုစာသင်ပေးခဲ့တဲ့အတွက်ကြောင့်တပည့်တော်တို့ဒီနေ့ဒီလိုအနေထားမျိုးနဲ့သာသနာ ပြုနိုင်ခဲ့တာဟာရှေးရှေးသောဆရာတော်များရဲ့ကျေးဇူးတွေဖြစ်ပါတယ်ခင်ဗျာအထူးအားဖြင့်ဒီဆရာတော်ဥပညာတာရနဲ့ဆရာတော်ဥမတိကြတို့ဆိုတာတပည့်တော်ရဲ့တန်ကူလက်လက်ဆရာတော်တွေပါဗျာ ဲ့တော့ဆရာတော်ဥဒ္ဓမန္တနာဆရာတော်ဥဒ္ဒသနာစတဲ့ဆရာတော်ကြီးတွေလည်းပဲဒီမှာအပြည့်စုံတရှိထင်ရှားအလုံးရှိနေကြတဲ့အချိန်မှာ တပည့်တော်တို့တရားကြီးဝဲကြီးကိုကျင်းပနိုင်မဲ့အနေထားဆိုတော့ဆရာတပည့်အစုံကြီးရှေးရအစဉ်ဆက်တွေအခုနောက်အစဉ်ဆက်တွေစုံစုံကြီးနဲ့ကျင်းပနိုင်မဲ့အနေထားဖြစ်တဲ့အတွက်လည်းပဲ